Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။နိုင်စင်မိုးလီဝတာသတင်းများကိုစတင်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။နိုဝင်ဘာလ19ရက်နေ့နနက်9:00နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်အခြေအနေမင်္ဂလာပင်လယ်အော်မြောက်ပိုင်းတွင်တိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နှင့်ကြံပင်္ဂလာပင်လယ်အော်တို့တွင်တိမ်အထင်အထက်မှတိမ်ထူထက်နေပါတယ်။ယနေ့ညနေအထိခံမှန်းချက်နေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတော့နေရာအနှံ့အပြား တနင်္လာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့တွင်နေရာကျကျနဲ့ရန်ကုန်တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတော့နေရာကွက်ကြားဘိုးထစ်ချုံရွာပါမယ်။ရွာရင်ရွာနှုံး80ဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တင်းအင်းတင်းတင်းဖြစ်ထွန်းပါမယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ ဧရာဝတီတိုင်းဒေသကြီးနှင့်တနင်္လာရီတိုင်းဒေသကြီးတို့မှာတော့မိုးတိမ်တောင်များပြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းမိုးသည့်ကျွေခြင်းစသည့်မိုးလေဝသပစ္စည်းများဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ